မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ပြီးခဲ့တဲ့အပတ်ကတင်ဆက်ခဲ့တဲ့အာဖဂန်အစိုးရရဲ့လေတပ်ကိုတာလီဘန်တွေဘလို့ပြိုကွဲစေခဲ့လဲဆိုတော့စောင်းပါရဲ့ဒုတိယပိုင်းကိုတင်ဆက်ပေးမှာပါအကြီးအကျယ်ပျက်စီးဆုံးရှုံးခြင်းအမေရိကန်ကတာလီဘန်ကိုစစ်ရှုံးတော့ရန်သူတွေအတွက်လက်နက်အပြည့်အစုံရှိနေတဲ့လက်နက်တိုက်ကြီးတစ်ခုချန်ထားခဲ့ပါတယ်တာလီဘန်တွေဟာ F4 ကာပိုင်ချေမုန်းရေးရိုင်ဖယ်တွေကိုကင်ဆောင်ပြီးအမေရိကန်လုံကာကွယ်ရေးဝတ်စုံတွေဝတ်ဆင်ပြီးအမေရိကန်လုံတန်ချက်ကာကြီးတွေကိုမောင်းနှင်ခဲ့ပါတယ်ဒါကြောင့် အာဖဂန်လေတပ်ကိုတာလီဘန်တပုံတွေစီမရောက်စေဖို့ကအမေရိကန်အတွက်အရေးပေါ်နောက်ဆုံးတောင်းပန်တစ်ခုဖြစ်လာခဲ့ပါတယ်။အာဖဂန်လေရင်တွေနဲ့အခြားစစ်ဘက်ဆိုင်ရာပစ္စည်းတွေတာလီဘန်လက်ထဲမရောက်စေဖို့ဖြတ်စည်းပြစ်ဖို့တောင်းပန်ဟာအမေရိကန်စစ်တပ်ကဘုံမူဖရန့်ကတ်စလာစီကြားရောက်လာပါတယ်။ဒီတောင်းပန်နဲ့ပတ်သက်ပြီးကတ်စလာရဲ့အဖွဲ့ဝင်တရားခန်းကကပူးလေစိမ့်မှာစစ်ဘက်ဆိုင်ရာလေရင်83စီးကိုတွေ့ရှိခဲ့တယ်လို့ကတ်စလာကရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ဒါပေမဲ့ ထိတ်တန်းရာရှိတွေရဲ့ပောက်ကွဲစေတဲ့ပစ္စည်းတွေမသုံးဖို့ဒုတိယရှင်ကြားမလုပ်ဆောင်ဖို့စားတဲ့တားမြစ်ချက်တွေကြောင့်ကက်စလာရဲ့အလုပ်တော်ဝန်ကခက်ခဲလာပါတယ်။ကျွန်တော်တို့မှာလီတက်ဝန်ထမ်းတွေရှိတယ်။သူတို့ကလင်းရင်တွေဘလို့အလုပ်လုပ်လဲဘလို့အလုပ်မလုပ်အောင်လုပ်ရမလဲဆိုတာနားလည်ပေမဲ့ကျွန်တော်တို့အဲ့ဒီမှာရှိတဲ့ပစ္စည်းတွေကိုတားမိုက်ဘုံနဲ့မဖောက်ခွဲနိုင်ဘူး။ပောက်ကွဲစေတဲ့ပစ္စည်း C4 တွေနဲ့လည်းမတက်စင်နိုင်ဘူးလို့ကက်စလာကပြောပါတယ်။တာလီဘန်အစိုးရတက်က သူတို့ဟာကိုပိုင်နေတက်တည်ဆောက်ဖို့ရည်မှန်းချက်ရှိတာကြောင့်အမေရိကန်မှာလက်ချင်းတင်ကြားမှုရဲ့အာဖဂန်လေယာဉ်မှူးတွေအနေနဲ့တာလီဘန် ကိုပိုင်နေတက်တည်ဆောက်ရေးမှာကူညီဖို့ပုံအောင်မနေပဲထွက်လာဖို့တိုက်တွန်းခဲ့ပါတယ်။နောက်ဆုံးပြန်တမ်းမှုဩဂုတ်လ15ရက်ကပူးလေစိမ့်မှာလေတပ်သား2ဦးဒဏ်ရာရရှိခဲ့တာကြောင့်လေရင်ကွင်းလုံခြုံရေးတပ်ဖွဲ့တွေကအာဖဂန်လေတပ်ရဲ့ရဟယင်ပြန်တမ်းတာကိုတားဆီးခဲ့ပေမဲ့တမတဂါနီရဲ့လုံခြုံရေးအဖွဲ့တွေကတော့ပြန်တမ်းခွင့်ပြုခဲ့တယ်လို့အာဖဂန်အချို့ကပြောပါတယ်။ တမတရဲ့အမျိုးသားလုံခြုံရေးအကြံပေးမိုဟစ်ကတမတဂါနီရဲ့ကိုပိုင်တပ်ဖွဲ့တွေကတမတကိုကာကွယ်ဖို့မလုဆောင်နိုင်ပါကိုစိုးရိမ်ခဲ့တယ်လို့ရိုက်တာသတင်းဌာနကိုပြောခဲ့ပါတယ်။ဒါကြောင့်မဲတမတဂါနီကိုအာဖဂန်နစ္စတန်ကနေထွက်ခွာဖို့အချိန်တန်ပြီဆိုတော့ဆုံးဖြတ်ချက်ချစီခဲ့တာလို့မိုဟစ်ကပြောပါတယ်။ဂါနီနိုင်ငံကနေထွက်ခွာဖို့အချိန်တန်ပြီလို့ဆုံးဖြတ်ရတာကတူပါတဲ့ရဟိတ်ဟာဗဇာကန်ဖြစ်ဖန်ဆီးခံခဲ့ရလို့ပဲလို့မိုဟစ်ကပြောပါတယ်။ ဓမ္မရဂါနီနဲ့တူဖွဲ့ဟာအူဇ်ဘက်ကစ္စတန်ကိုထွက်ပြေးဖို့နန်းနောက်ဝင်းမှာရှိနေတဲ့ရဟန်းရင်တုံးစီပေါ်တက်ရောက်နေတော့ချုပ်ထွေးမှုတွေဖြစ်ခဲ့တယ်လို့လင်းမူတူကပြောပါရယ်ဓမ္မရနဲ့ဇနီးမိုဟစ်အပါဝင်ထိတ်တန်းရာရှိတချို့လင်းရင်ပေါ်ရောက်ပြီးနောက်မှာဓမ္မရဂါနီရဲ့ကိုရံတော်အချို့ဟာလစ်လက်နေတဲ့လင်းရင်ခုံနေရာအတွက်တအူးနဲ့တအူးလက်တီးနဲ့ထိုးကျိတ်တပ်ပုတ်ခဲကြတယ်လို့လင်းရင်မူတူကပြောပါရယ်ရဟန်းရင်တုံးစီဟာမွန်လဲ၃နာရီမတိုင်ခင်နန်းတော်ကနေတပြိုင်တည်းထွက်ခွာခဲ့ကြပြီး ရေဒါကိုရှောင်ရှားဖို့နှိမ့်နှိမ့်ပြန်တန်းခဲ့တယ်လို့လေယာဉ်မှူးကပြောပါရယ်။လေးစီမြောင်ရဟယင်တစည်းကလည်းနောက်ကနေလိုက်ပါပြန်တန်းခဲ့ပါရယ်။အဲ့ဒီလေးစီမြောင်ရဟယင်ပေါ်မှာလူအလွန်အကျွံပြည့်နေတာကြောင့်အလေးချိန်ရှော့ချဖို့တန်ချက်ကအင်ဂျီတွေကိုပစ်ချခဲ့ရပါရယ်။ပြန်တန်းခဲ့တဲ့လေယာဉ်လေးစီမှာစုစုပေါင်းလူ54ဦးပါပြီးလူတဝက်လောက်ကတမတရဲ့လုံခြုံရေးအဖွဲ့ဝင်တွေပဲဖြစ်ပါရယ်။လေယာဉ်မှူးတွေကပြန်တန်းဖို့မိနစ်ပိုင်းအလုံးမှာဥတီယာကိုဆုံးဖြတ်ခဲ့တာကြောင့် သူတို့ရဲ့လေရင်ဝတ်စုံကလွဲပြီးဘာပစ္စည်းမှမပါပဲထွက်ခွာခဲ့ကြတာလို့လေရင်မုန်းနိုးကရိုက်တာသတင်းဌာနကိုပြောပါရယ်အာဖဂန်တွေကကြိုတင်အကြောင်းမကြားပဲတာမတ်လေစိတ်ကိုဆင်းသက်လာတာကြောင့်ဥဇဘက်လုံခြုံရေးအဖွဲ့ကအလန့်တကြားဖြစ်ခဲ့တယ်လို့အာဖဂန်လေရင်မုန်းနိုးကရိုက်တာသတင်းဌာနကိုပြောပါရယ်ဥဇဘက်ကစ္စတန်နိုင်ငံကိုရောက်ရှိတဲ့အခါသမ္မတဂါနီကလေရင်အမှုဒဏ်တွေကိုမင်းတို့ကငါတို့အားလုံးရဲ့အတက်တွေကိုကက်တင်ခဲ့တာပဲလို့ပြောခဲ့တယ်လို့လေရင်မုန်းနိုးကရိုက်တာသတင်းဌာနကိုပြန်လည်ပြောပြခဲ့ပါရယ် သမ္မတကာနီဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်နဲ့ RS ဆော်ဝါပြည်တော်စု UAE ရဲ့မြို့တော်အဘူဒါဘီစီထွက်ပြေးခိုလုံခဲ့ပါတယ်။ရိုက်တာသတင်းဌာနက UAE နိုင်ငံကြားရေးဝန်ကြီးဌာနနဲ့သမ္မတကာနီရဲ့အစိုးရအဖွဲ့ဝင်ဟောင်းတွေကနေတဆင့်သမ္မတကာနီကိုအင်တာဗျူးဖို့ဆက်တွယ်ခဲ့ပေမဲ့အဆက်တွယ်မရခဲ့ပါဘူး။လင်းရင်မှုတွေလင်းရင်အင်ဂျင်နီယာတွေနဲ့ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ဝင်16ဦးကသမ္မတကာနီကိုဥဇဘက်ကစ္စတန်ကိုအလင်းမြန်ထွက်ပြေးတိမ်းရှောင်နိုင်ဖို့ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလူတွေကိုဩဂုလ16ရက်မှာလူရရဲ့စာနာထောက်ထားမှုဆိုင်ရာစခန်းတစ်ခုစီရွှေ့ပြောင်းခဲ့ပါတယ်။ကျွန်တော်တို့အားလုံးကကျွန်တော်တို့ရဲ့တာဝန်ကိုကြီးကြီးပွန်ပွန်လှုပ်ဆောင်ခဲ့ပါတယ်။၎င်းတို့ထဲကတဦးက writer သတင်းဌာနကိုပြောကြားခဲ့ကြအောင်စောင်းပါမှာဖော်ပြထားပါတယ်။အခုကျွန်တော်ပြောပြပေးခဲ့တာကတော့အာဖဂန်နစ္စတန်နိုင်ငံပြည်တွင်းစစ်မှာအာဖဂန်အစိုးရရဲ့လေတပ်ကိုအုံပြုခဲ့ပုံအားနေချက်တွေနဲ့ဖွဲ့စည်းတိစောက်ထားတဲ့အာဖဂန်အစိုးရရဲ့လေတပ်အကြောင်းနောက်ဆုံးမှာ အမေရိကန်အစိုးရကဘီလီယံနဲ့ချီကူညီထောက်ပံ့ဖွဲ့စည်းပေးထားတဲ့အာဖဂန်လေတပ်ဟာတာလီဘန်တပုံတွေလက်ထဲမှာဘလို့ဗျံပရာပြိုလဲခဲ့ရလဲစတဲ့အကြောင်းအရာတွေကိုရေးသားဖော်ပြထားတဲ့ဆောင်းပါးတစ်ပုဒ်ကိုဗာရာဗျံတင်ဆက်ထားတဲ့ဒုတိယအပိုင်းပဲဖြစ်ပါတယ်ခင်ဗျာ။